ဦးမင်း online မိသားစုပိုင်ဆိုင်မှုတွေပေါ့အမြင်လေးပြောပြပါဦး။ဟာဦးမင်း online ရဲ့ပိုင်ဆိုင်မှုပေါ့သူ့သားရဲ့ပိုင်ဆိုင်မှုသူ့သမီးရဲ့ပိုင်ဆိုင်မှုသူ့ရဲ့ပိုင်ဆိုင်မှုဟာတော်တော်ကြီးကိုများပါတယ်နော်တော်တော်ကြီးကိုများပါတယ်အဲ့တော့အဲကျွန်တော်ဟိုဘလိုခေါ်မလဲဒါတွေကအာနာရရှိနေရင်တော့လည်းအကြောင်းမဟုတ်ဘူးအာနာမရှိရင်တော့ခင်ဗျားတို့ဒါတွေကစစ်စေးမေးမြန်းခွင့်နေရှိနေပါတယ်နော်စစ်စေးမေးမြန်းမှုတွေလောက်ရမယ်အတိုင်းဒါတွေရှိတယ် ဥမာပြတော်ဆန်းစစ်ကြီးကအဲဘလိုခေါမလဲဒီခွင့်ပြုမိန့်လေးတစ်ခုပေးမိတာနဲ့နေမယ်ကျွန်တော်တို့အဲခြားစမှုနဲ့တရားစွဲခံရရင် သူသာအာနာမရှိလို့ရှိရင်တော့သူသားသမီးတွေနော်ဟိုဘလိုခေါမလဲဆိုရင်ပိုင်ဆိုင်မှုတွေအားလုံးဟာမိဂုံထုတ်ခံရပြီးတော့မှုနဲ့မညီဘူးဆိုမြန်မာနိုင်ငံမှာနေသမျှတွေအားလုံးအမှုနဲ့ညီမညီတဲ့သူမရှိပါဘူးတစ်ခုနဲ့တစ်ခုတော့စွဲခံရမှာပဲအဲ့တော့ ဲ့ဒါလည်းမိသားစုအကျိုးစီးပွားဆိုလည်းရှိအောင်မှထင်ပါတယ်ကျွန်တော်ကြည့်ရတာပေါ့သူတို့အခြေအနေကိုကျွန်တော်ကြည့်ရတာပေါ့နော်ကိုမောင်ကြီးလည်းပြိုင်ဘက်မရှိကိုကိုကမေးတယ်နော်ပြိုင်ဘက်မရှိတဲ့ရွေးကောက်ပွဲအမှန်တရားဖြစ်လာနိုင်သလားတဲ့ဒီရွေးကောက်ပွဲကြီးမှာအမှန်တရားကိုအရန်ကြီးတော့မမျော်လင့်ပါနဲ့ဗျစင်လုံးချောကောင်းတဲ့ရွေးကောက်ပွဲကတော့ဘယ်နိုင်ငံမှာမှတော့ကျွန်တော်တို့မြင်တွေ့နိုင်မှာမဟုတ်ဘူးเนาะ irregularity ဆိုတာနိုင်ငံတိုင်းမှာရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံလိုမျိုးသဘောင်းစုံကနေပြီးတော့ ပြဿနာဖြစ်နေတဲ့နိုင်ငံတစ်ခုအနေနဲ့ကျွန်တော်တို့ရွေးကောက်ပွဲက free and fair election ဖြစ်လာဖို့ဆိုတာကတော့ခင်ဗျားတို့ကျွန်တော်တို့မျှော်လင့်လို့ရမှာမဟုတ်ဘူးဟာပြောမစင်အခုရွေးကောက်ပွဲကလည်းအခု message တွေလွဲမှားမှုတွေကလည်းခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပေါ့နေရာတိုင်းတော်တော်များများမှာဖြစ်နေရရှိတယ်အဲ့တော့ မက်ဆင်းနေဘလောက်ထိယုံကြည်စိတ်ချရလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့စစ်ဆေးမေးမြန်းနေရမှာဖြစ်ပါတယ်နော်အဲ့တော့ရွေးကောက်ပွဲတကယ်ကျင်းပတဲ့အခါမှာမက်ဆင်းလွဲမာတယ်ဟိဆိုတဲ့ပြည်သူလူထုစီကအတန်မထွက်ရင်ကျွန်တော်ထွက်ပါမယ်နော်အဲ့တော့မက်ဆင်းလွဲမာတာကိုမဖြေရှင်းဘူးဆိုလို့ရှိရင်သူများမက်ဆင်းလွဲမာတော့ငါဒါဟာနိုင်ငံတော်ကြီးကိုချိန်ချောက်မှုတစ်ခုဆိုပြီးတော့နော်ပုံမှန်၄တစ်ခုကိုအတုံးချသွားဒါပုံမှန်၄တစ်ခုဆိုတာနိုင်ငံအတွက်တကယ်ဟိုဘယ်ကောင်မဆိုနိုင်ငံရဲ့ဒီအင်္ဂါစင်မှာတကယ်ကိုအမြင့်ဆုံးနေရာကနေပြီးတော့ ရေးဆွဲထားတဲ့ဒီပုံမှန်လေးတခွန်ဒီလေးတခွန်ကိုအသုံးပြုသွားရလောက်အောင်ဒီမင်းစင်လွယ်မှမှုရှိတယ်ဆိုတဲ့ခါကျတော့သူတို့ကလည်းကြလို့ရှိရင်လည်းအခုဦးမင်းအွန်လိုင်းကိုယ်တိုင်လုပ်မဲ့ရွေးကောက်ပွဲရလဲအခုလက်ရှိအခြေအနေကတည်းကမင်းစင်လွယ်မှမှုတွေနော်မပါမှုတွေကအများကြီးရှိနေပြီဖြစ်တယ်နော်အခုနေပြည်တော်မှာဗျာဦးမင်းအွန်လိုင်းက login ချော်ပြီးတော့အဲပလီစောက်ဖွင့်ပေးတယ်အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီမှာနော်ခင်ဗျားတို့က အားပေးသလားကူညီသလားအဲခေါမလဲစောက်တင်သလားမစောက်တင်သလားလက်ရှိအခြေမှာပေါ့နော်အားပေးသလားမပဲကျွန်တော်မေးချင်ပါလားပြောပါဦးချက်တော့ရေးကြည့်ပြောရေးကြည့်ပြပါဦးအားပေးသလားမအားပေးသလားပေါ့အားပေးတယ်အဘလီစောက်တော့အားပေးအားပေးရတယ်ရှိရဒါအားပေးခွင့်ပါနော်အရိုးကဗလီမရှိတဲ့ဘာမှမဖြစ်ဘူးတဲ့နော်မကောင်းမှုတွေစိတ်ကြွယ်ရမှာရှိအာမပေးဘူးတဲ့နော် အာမပေးအာမပေးရတူပုံများပါနော်မစောက်တင်ဘူးမပေးဘူးမစောက်တင်ဘူးမပေးဘူးမစောက်တင်ဘူးတယောက်ပဲတွေ့ပါလားအာပေးပါဆိုတော့ no ပါ no ပါ no ပါလေလုံးဝအာမပေးကြအောင်နော် no ပါ no ပါ no ပါအဲ့တော့ခင်ဗျားမဘာသာဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့တော့ဒီပလီစောက်မှုတွေအပေါ်မှာတော့ခင်ဗျားတို့စန့်ကျင်ကပ်ကွက်တော့တွေ့ရတယ်နော် no 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 လုံးဝမပေးဘူးလုံးဝမပေးဘူးလုံးဝမပေးဘူးမပေးတဲ့သူတွေများလာပြီလားဗျာအဲ့တော့ဒါအခုဥမင်း online ဟာ तू ကတမထလို့သူ့ကိုသူယာယီတမထယာသူ့ကို तू ယူထားတာဖြစ်တယ်တရုတ်နိုင်ငံသွားတော့မှတရုတ်နိုင်ငံကသတင်းနဲ့မတူယာယီတမထဆိုပြီးသူ့ကိုသူ့ကိုလက်ခံရတာဖြစ်တယ်ကော်စောဒီနဲ့ခင်းပြီးကြိုးရတာဖြစ်တယ်နော်အဲ့တော့တမထဆိုတာပြည်သူလူထုရဲ့ဆန္ဒကိုကြည်ရပါတယ်အဲ့တော့ तू ဟာတမထဖြစ်နေအခုလေးကျင့်နေတာပေါ့နော်ငါတမထကြီးဖြစ်လို့ရှိရင်အကယ် तू ဖြစ်လာမဖြစ်လာမပြောနိုင်ဘူးနော် ဲ့တော့အသူသာသမရာကြီးဖြစ်လာလို့ရှိရင်ပြည်သူလူထုကဟာဒီသမရာကဟဲ့လားအခုသူသူအုပ်ချုပ်ရေးနေသူဟာသူကတော့သူသူသူရက်နဲ့သူဇက်တော့ဟုတ်နေတာပဲဒါပေမဲ့တော့ဟိုမှာတကယ်မဲပေးရမယ့်အချိန်နေရှိလာအဲ့အချိန်ရောက်လို့ရှိရင်ပို့ပြီးထူးချွန်နဲ့ပို့ပြီးတော့ပြည်သူမျက်နှာကိုကြည့်တဲ့သူသူများမဲထဲမှာမဲထဲတဲ့အခါမှာအခုလိုမျိုးเนาะအစမ်းသမရာလေးခန့်ကြည့်တာအောင်မှာပဲ ဒါပြည်သူလူထုရဲ့အတန်ဆိုတာနားထောင်အောင်ကောင်းမှမသိတဲ့ပုံကိုတယောက်ကငါတို့ကသူ့ကိုတမနာအဖြစ်နဲ့ထက်ခံရအောင်လက်ခံရအောင်ငါတို့ကအယူတွေမဟုတ်ဘူးဆိုတာဖြစ်သွားမှာပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးယူဆတွေပေါ်လာမှာဖြစ်တဲ့တကြောင်မလို့အခုခင်ဗျားတို့လည်းစမ်းကျင်တယ်မဘာသာလည်းစမ်းကျင်တယ်တော်တော်မိမသားနိုင်ငံရေးအုပ်စုတွေထင်းထင်းသင်းသင်းလုပ်စေချင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီကိစ္စကိုထင်းထင်းသင်းသင်းနဲ့လုပ်စေချင်တယ်အဲ့ဒီတကြောင်မလို့အဲသူ့ရဲ့အခြေချင်းကိုကျွန်တော်စောင့်ကြည့်ရမှာပါသူဟာတမရလားတမရယူလားတမရယူဆိုတာဘယ်လိုခေါ်မလဲဆိုတော့ ငါသမရဖြစ်ပြီးတော့ကွာဘယ်ပြည်သူမျက်နှာမှာကြည့်ရမလို့အသမရတွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးဥသိမ့်စင်ဆိုတာသမရစစ်စစ်တရုတ်လိုနိုင်ငံမျိုးနဲ့တော့မှပဲဒဲဟဲ့အောင်မဆောင်နဲ့ဆိုမဆောင်တာပြည်သူမကြိုက်ဘူးငါပြည်သူမကြိုက်ရင်မဆောင်ခိုင်းရင်ရက်ဆိုင်တာဒါပဲအဲ့နေရေကစခန်းကုန်းစိုးရင်ရပြီလားပြောပြပေးပါဦးနဲ့ကိုမိုးသူထွန်းနဲ့အဲ့ဘောနေရေကလည်းပြသပြီးတော့တော်တော်လေးစိုးရင်နေရပါပြီနော်စိုးရင်နေရတော့ကြောင့်မလို့အခုတစ်ဖက်ကလည်း အဲတစ်ဘက်ကလည်းဝိုင်းထားတဲ့အဆင့်ထိကိုရောက်နေပါပြီကျွန်တော်တို့ဒါလက်ရှိဖြစ်ပေါ်စေဖြစ်စေရရှိတဲ့တရင် challenge ပေါ်အခြေခံကြည့်ရမယ်ဆိုရင်ပေါ့နော်အဲတော်တော်လေးဆိုရင်နေရပါပြီအဲ့တော့နောက်ဆုံးအတီးပြုတ်ပဲကြံပါတော့တယ်အဲ့ဒါကျွန်တော်တိတ်မပြောချင်တော့ဘူးဗျ။ဘာကြောင့်လဲဆိုတော့နိုင်ရေကံကိုသူတို့တိုက်နိုင်နေဆိုကြတဲ့ကနော်အင်းအားပဲကလာလဲဒီ PDF နဲ့ပူပေါင်းပြီးတိုက်နေဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ပြောမှဆိုရှင်တော့ဒီစစ်ရေးမှာအမ်တိုက်နေတဲ့စစ်တပ်က စည်ရင်ညံ့ဖြင်းလို့ပေါ့ဗျာနော်စည်ရင်ညံ့ဖြင်းလို့ပါမပြတ်သားလို့ပါဆိုလိုချင်တာကအင်အားဘယ်ကလာလဲရခိုင်ပြည်အဆက်မှာရှိတယ်ဒီနဲ့ရေကနော်ရခိုင်နဲ့မကွေးဆက်မှာရှိတယ်အဲ့တော့ရခိုင်ပြည်ကလာလို့ရှိရင်ရခိုင်ပြည်မှာကိုကထိုးစစ်မစင်ထားတဲ့ခါကျဟိုကအင်အားတွေဒီမှာလာစုနေပြီပေါ့ဒီကြားထဲမှာရခိုင်ကိုကူညီပေးနေတဲ့ဒီစီတွေပို့ပေးနေတဲ့အရာတွေကလည်းရှိရဲ့နော်တောင်စာစီတွေကလည်းရနေရဲ့ အဲ့လမ်းတကျောမှာရခိုင်ဘက်ကိုသွားတဲ့အဲ့ဒီလမ်းတကျောလုံးပေါ်လို့မင်းမှုဘက်ကိုလာတဲ့လမ်းတကျောလုံးမှာအေးအေးဂိတ်တွေမှာအများကြီးပဲဂိတ်ဂိတ်ဂိတ်တွေဂိတ်တွေဂိတ်တွေအများဒါတွေအားလုံးကိုရေးယူခြင်းမရှိဘူးနော်တစ်ဖက်ကအင်အားတွေကပို့လို့ရမယ် PDF ကလည်းသွားပူပေါင်းပြီအဲ့တော့နောက်ဆုံးပိတ်တော့စစ်တပ်ကအခုဒီစစ်တီအင်အားပို့ဖို့တော့မတော်တော်ခက်ခဲတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်နော်တော်တော်ရုန်းကန်ပြီးတော့တိုက်ပွဲပြင်းထန်နေတယ်လို့ပြောလို့ရတယ်နော်ကြားတယ်မကြားဘူးဆိုတော့ကျွန်တော်လုံးဝဒီပြုလို့တော့ဒီပြုမှုမရနိုင်သေးပါဘူးနော် ထောင်လည်းမကြဘဲနဲ့သူတို့အချုပ်ထဲမှာထည့်ထားတယ်အချုပ်ထဲမှာထည့်ထားတယ်ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဟိုစစ်စီရေးမှာဥပဒေဩကြည့်ရတဲ့ပုံစံကလေစီဒီယန်လုတ်သွားတာမှာပုံမှန်လေးလေးပြောလို့ရှိရင်စစ်သားတွေကဒီပေါ့နော်ပြန်လာလာတဲ့ဆိုင်တပုံနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်တပုံတော်ဖြစ်ပါလေเนาะကျွန်တော်ဒီခင်ဗျားဒေါ်လာရင်းနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီနောက်ထပ်ဒီစီဒီယန်လုတ်သွားတာဖြစ်ဖြစ်တက်တာအောင်အခုတက်ကိုပြန်လာမိကမှာပဲအချုပ်ထဲမှာတစ်ချိန်လုံးနေနေရနှစ်နဲ့ချိန်နေပြီအမိန်လည်းမချဘူးเนาะအဲ့တော့ စစ်တီတွေကထဲထောင်ထဲကစစ်တီတွေကအခုဆိုလို့ရှိရင်နေပြီပေါ့ခင်ဗျားတို့ကကျုပ်တို့ကိုဘာလုပ်ထားတာလဲနော်ဒီတိုင်းမဲ့ထားတော့မှာလားနော်အဲ့တော့ခင်ဗျားတို့မှာတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလားအဲ့တော့စစ်သားတယောက်ကိုအချုပ်ထဲထည့်ထားတာဘသူ့အတွက်အကျိုးရှိလဲကျွန်တော်မေးတာခုတက်အချုပ်တွေထဲမှာအရာရှိအရာခံအစစ်အစစ်နေအများကြီးရှိတယ်နော်အဲတချို့ညဉ့်ညံချုပ်ထောင်တို့အဲ့ဒီကပ္ပစစစ်ရုံရဲ့အချုပ်ထောင်တွေနော်အဲ့ဒီ တက်ဆက်ယုံအဲတက်ရဲ့ဒီအချင်းထောင်တွေမှာစစ်တီတွေအချုပ်တဲထဲထားတာအများကြီးပဲခင်ဗျားတို့မှာနံပါတ်1ချက်စစ်သားတယောက်ကိုအချုပ်တဲထဲထားခြင်းအပြင်ဘသူတွတ်မှလည်းအကျိုးမရှိဘူးနိုင်ငံတော်တော့အကျိုးရှိတာဆိုနိုင်ငံတော်တော့လည်းအကျိုးမရှိဘူးနော်စစ်တပ်တော့အကျိုးရှိတာစစ်တပ်တော့လည်းအကျိုးမရှိဘူးစစ်သားတွေတော့အကျိုးရှိတာစစ်သားတော့လည်းအကျိုးမရှိဘူးသူတို့ရဲ့မိသားစုဝင်တဲ့လည်းအကျိုးမရှိဘူးဘသူတွတ်မှအကျိုးမရှိဘူးသူတို့ကလည်းတစ္ဆာရှိတယ်လို့စစ်တပ်ကိုပြန်လာတာပေါ့ဗျာတစ္ဆာမရှိမှဖြစ်တခါလဲတနတ်ရောင်မီဟိုမှာ350ပေးရ သိန်း90အောင်ပေးကြတယ် PDF ပြရနော် KND ဆိုဘလောက်ဘလောက်ပေးတယ်ဆိုတာဒီအောင်ကောင်းတယ်နောက်ဆုံးမိတ်ရှိတဲ့ကြည်ပေါက်ထုတ်ရောင်းစားပြီးတော့ထိတ်ဆိုထုတ်ရောင်းစားပြီးတော့ရန်သူမဲ့ပူပေါင်းသွားရင်တော့မှပဲအဲခင်ဗျားတို့သူတို့ကအစဉ်ပြေမှာအခုတက်ကိုပြန်လာမိကမှအချုပ်ထဲမှာထည့်ထားတာအခုချိန်ကြီးနှစ်နဲ့ချီပြီးအချုပ်ထဲမှာအမိန်လည်းမချဘာလည်းမချထားတဲ့ခါကျတော့တက်မတော်ကိုကျွန်တော်မေးချင်တာကတက်မတော်အကြီးပိုင်းအရာရှိတွေပေါ့ဗျာဦးမင်းအောင်လိုင်းနဲ့စပြီးတော့အကောင်လုံးဦးနိကွတ်တီမေးချင်တာခင်ဗျားတို့စစ်တပ်ကတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလား အတခုခုလောက်ပါထောင်ထဲချုပ်နေမှာအခုအများကြီးပဲเนาะအဲသူတို့တွေကို main ချရင်လည်းချထောင်ချရင်လည်းချပလိုက်အဲထောင်မချလို့ရှိရင်လည်းသူတို့ပြန်ပြီးတော့အဲ့မှာခန့်မှာဆိုလို့ရှိခန့်လိုက်အခုသူတို့ကထောင်ထဲမှာနေရတဲ့ကြောင့်မို့လို့အစစ်စစ်ကအမိန်လည်းမချတဲ့ကြောင့်လာစာတဝက်ပဲရတယ်เนาะလာစာတဝက်ပဲရကသူတို့မိသားစုတွေလည်းဒုက္ခရောက်တယ်စစ်တပ်တွေလည်းနေစဉ်နဲ့မျှထမင်းကျွေးရတယ်ဗျာเนาะအဲ့တော့ထောင်ခင်ဗျားတို့တော့ထမင်းပေါ်ဟင်းပေါ်နေပြဿနာတော်တော်ဖြုံးနေတာစစ်တပ်ကเนาะ မဟုတ်တဲ့နေရာမှာဖုံးတယ်ဒီနေရာလေးကိုတော့ခင်ဗျားတို့သိချာစစ်တပ်အနေနဲ့သိချာကြည့်စေချင်ပါတယ်ပါတယ်ရော်ဇန်စစ်ကြီးနဲ့ပတ်သက်ပြီးတော့အခုရဟယင်ွယ်တဲ့ကိစ္စလည်းကျွန်တော်ထောက်ပြခဲ့တာရှိရယ်နော်ရဟယင်ွယ်တဲ့ကိစ္စဆိုလို့ရှိရင်လည်းရော်ဇန်စစ်ကြီးနဲ့ဦးဝင်းမြစ်ကတရားစွဲခံထားရတယ်အဒီငွေကြေးတွေအားလုံးကလည်းနိုင်ငံတော်ရဲ့ဥပဒေနဲ့နော်ဥပဒေအရဆောင်ရွက်ပြီးတော့ဥပဒေအရပဲဒီရဟယင်ကိုငှားရမ်းအသုံးပြုတာဖြစ်တယ်ငှားရမ်းအသုံးပြုတာမျိုးကလည်းဝယ်ယူမှုတောင်းဆိုပဲအခုလောလောဆယ်ဒီရဟယင်က အဲ့လူကပြန်အောက်မှာတော့မရှိတော့စစ်တပ်စီရောက်သွားပြီဆိုတဲ့သတင်းတွေကလည်းကြားသိနေရတယ်နော်ဟုတ်တယ်ဒါတော့စစ်တပ်စီရောက်လို့ရောက်မရမရရဟတ်ရင်ကထိမ့်သိမ့်စီဆိုတာလိုအပ်ပါတယ်ရဟတ်ရင်ဆိုတာလေလေရင်ဆိုတာခင်ဗျားတို့ကြည့်လို့ရှိဒီရိုက်တာကားတော်မှပဲခင်ဗျားတို့ inspection အမြဲဝင်ရပြီးတော့အမြဲတမ်းကြည့်ရှုနေလေရင်ဟာဖြစ်လိုက်ရှိရင်အသေးပဲရှိတယ်ဘာမှရစရာမရှိတော့အဲ့တော့ရဟတ်ရင်နဲ့ပတ်သက်လို့ရှိရင်သူက inspection ဆိုတဲ့ဟိုဘာလို့ဆိုတော့စစ်ဆေးခြင်းဆိုတော့လောက်ရတယ် weekly inspection ရှိမယ်နော် monthly inspection ရှိမယ် yearly inspection ရှိမယ် annually inspection ဆိုတာရှိတယ်အဲ့တော့ဒါတွေအားလုံးကအမြဲတမ်းစစ်ဆေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလူကယ်ပြဝန်ကြီးဌာနအောက်မှာဆက်ထားရင်ရမှာမဟုတ်ဘူးအဲ့တော့တက်မတော်လီမှာပဲရောက်နေပြီလားဆိုတော့ဒါခုရပေါ်ထွက်ပေါ်လာတဲ့နေရာဆိုတက်မတော်လီမှာရောက်ရှိနေပြီလို့သုံးသပ်လို့ရတာပေါ့ဗျာနော်ကောင်းတော့မလေးရှားဝန်ကြီးချုပ်လာတွေ့တာဟုတ်တယ်စစ်တပ်ကသတင်းမှထုတ်ပြန်တာကိုဘယ်လိုမြင်လဲဆိုတဲ့ခါကျတော့မြန်မာနိုင်ငံရဲ့သတင်းမှန်ပြန်ကြားရေးက အချက်ကွဲတာတစ်ချိန်လည်းမဟုတ်ဘူးလေနော်အဲ့တော့ဒီတစ်ခါမှလည်းပုံမှန်လေးပြောရတာဒါအချက်ကွဲခြင်းတစ်ခုပေါ့နော်အဲ့တော့သတင်းမှန်ပြန်ကြားရေးကအခုဆိုလို့ရှိရင်အရင်လိုမျိုးပုတ်ပွင့်လင်းလင်းပေါ့မင်းမြန်းခွင်းတော်မှာပဲဒါတို့အရင်ကလိုမျိုးမလုပ်တာကြီးတွေ့ရတယ်လေနော်အဲ့တော့သတင်းမှန်ပြန်ကြားရေးကလည်းအချက်ကွဲမှုတွေရှိနေတာပဲအခုလည်းအချက်ကွဲတယ်လို့ပြောရမှာပေါ့နော်မလေးရှားကိစ္စမှာလည်းမလေးရှားဝန်ကြီးကိစ္စမှာလည်းအာနာပြန်မအပ်ရင်လည်းကိုမောင်မောင် တောင်းဝင်ယူလာတယ်ကျွန်တော်တောင်းဝင်လို့မရပါဘူးဘူးလက်ဦးလာဆယ်ဖြစ်ပါလိမ့်မယ်နော်ဖန်းခံရတယ်ဆိုတော့ဟုတ်လားတဲ့အဲ့လူက6လရာကြာပြီတဲ့အဲဘူးလက်ဦးလာဆိုရေကဒါပြောဆိုတာဟာသူရဲ့လွတ်လပ်ခွင့်ပဲလေနော်သူမြန်မာနိုင်ငံရဲ့ freedom of expression freedom of speech ဆီရှိတာဟုတ်အဲ့ဒါအလုံးကခြေခံဥပဒေမှာအကျုံးဝင်လာတဲ့အတွက်ကြောင့်မလို့သူဒီသူရဲ့လွတ်လပ်ခွင့်ကျွန်တော်ကဒါမြင်တာပေါ့လေကျွန်တော်မြင်တဲ့အမြင်ပေါ့ဆိုရှင်သူကသူ့ရဲ့လွတ်လပ်ခွင့်ရသူပြောတာဖြစ်တယ်နော် ဲ့တော့ तू ပြောတော့မကြိုက်ရင်သွားမကြည့်နဲ့ပေါ့ဗျာအဲ့တော့ခင်ဗျားပြောတဲ့ထင်ပါလဲသူ့ကိုမုံတရားတွေပါနေမကြိုက်ရင်မကြည့်နဲ့နားမထောင်နဲ့ပေါ့ဟုတ်လားအသူဖမ်းခံလားဆိုအဖမ်းမခံလို့ line ပေါ်မှာပြန်တွေ့နေရတာပေါ့နော်ဦးမင်း online ကိုမကြိုက်ဘူးချင်းဆိုရင်ねဘဲကောင်ကိုတင်ရောက်ချင်းတယ်လဲကိုမမောင်းနဲ့ဦးမင်း online ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဟုတ်ဘူးဟိုစစ်တပ်မှာတဘူကြရင်တဘူတက်ပါနော်ကြိုက်တယ်ကြိုက်ချင်းမကြိုက်ချင်းအဓိကပြောတော့မဟုတ်ဘူး သူ့တက်တန်းကုန်နေတာဘလောက်ကြာပြီလေအဲ့ဒါကြီးကိုထပ်ပြီးတော့တက်တန်းတူပြီးယူလာမှတော့အဲ့ဒါကိုတော့မပြောရတဲ့စစ်တပ်ကအဲပြောမယ်ဆိုလို့ရှိရင်တော်တော်ကြီးညံ့ဖြစ်နေစစ်တပ်ပါအဲ့လိုမျိုးပြောရမှာပါသူစစ်တပ်ဆိုစစ်တပ်ကြီးတခုလုံးမပြောရမှာမဟုတ်နော်သူ့နောက်ကခေါင်းဆောင်တွေကိုပြောတာဒါတွေကတော့မဟာရဲတာနော်ဘာကြောင့်လဲဥပဒေကြောင့်အချိန်တန်သွားလေဘာကြောင့်မို့လို့ကုတ်ကတ်တွေကတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနေနေရလဲနော်အဲ့တော့သူ့နောက်ကခေါင်းဆောင်တွေရဲ့အတုံးကြောင့်ညံ့ဖြစ်မှုကြောင့်ပေါ့ဗျာအဲ့တော့ စစ်တကအဲ့တော့အဲ့လိုကြည့်ခြင်းအပြည့်ဆိုလို့ရှိရင်ဒီအထက်ပေါ်ချုပ်တွေရဲ့ကြားထဲမှာရမ်းညင်ညွတ်နေပြီစစ်တပ်ဆိုတဲ့ institution တော့မရှိတော့ဘူးစစ်တပ်ကဥမင်း online ဆိုတဲ့နာမည်နားမှာပတ်ချလဲပြီးတော့ရမ်းနေရတဲ့ဘဝရောက်နေတော့သွားတွေ့တယ်နော်အဲ့တော့ဒါတူဒီကိစ္စတွေအားလုံးမှာခုနော်သူ့ရဲ့သူ့နားမှာသွားဝင်နေအဲ့ဒါဆိုလို့ကျွန်တော်အချိန်တိုင်းကောင်းသည်ရှိ ဆိုးသည်ရှိဘောလုံးပွဲလိုပဲနောက်တစ်ပွဲပါ ဘယ်တော့ကြည့်ရခင်ဗျာဂိုးသွင်းနေအဲ့ပုံသာယာပြီးတော့ဖီးတက်နေလို့မရဘူးဖောက်ဆန်ပြောတာလေနောက်တစ်ပွဲဘယ်လိုကောင်းအောင်ကံမလဲအဲ့တော့လူတယောက်အာနာရတယ်သူ့အချိန်ကုန်ထွက်နောက်တစ်ယောက်ဖီးတက်နေနဲ့ငါရမ်းတော်ဖီးတက်နေကိုထက်သားလေးကောင်လေးကြီးပဲဟိုဘယ်ကောင်မလဲလုတ်ပုံကိုင်းမှုမတူတာပဲရှိတယ်သူ့နေရာသူ့အချိန်ဘယ်ကောင်မလဲဆိုတော့ဘယ်ကောင်မလဲ talent ကျတော်တို့ဘယ်ကောင်မလဲအဲဘယ်ကောင်မလဲကျတော်တို့ဒီကျွမ်းကျင်မှုလိမ္မာရာတွေမှာเนาะအချိန်ဆိုတာလိုတယ် သူ့အချိန်နဲ့ကိုက်လို့ရှိရင်ပေါက်သွားတာပဲအဲ့တော့အဒေးကအရန်တော်နေတယ်တော်တဲ့ခါကျတော့အဲ့နေရာပါမနေနဲ့အဲ့နေရာမပြောင်းကြည့်လိုက်လေဗျာနော်စစ်စည်းကောင်းကိုလိုက်နာမဲ့စစ်ဥပဒေကိုလိုသလိုပြင်နေမဲ့ပုံကူမျိုးတော့ကျွန်တော်တို့မလိုဘူးစစ်ဥပဒေအတိုင်းနော်လိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မဲ့တက်တက်ကြိုက်ရအခုသူကိုယ်တိုင်စစ်ကောင်းဆောင်တယောက်ဖြစ်ပြီးတော့စစ်ဥတွေကိုလိုက်မနာမယ်စစ်ဥတွေကိုကြိုက်လို့တေးဝင်းကိုဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်တဲ့လေနေရဖြစ်တယ်အဲ့တော့ဘလို့လူမျိုးကိုကောင်းဆောင်ပြင်ပြောက်ခြင်းတယ်ဆိုလို့ရှိရင်ကျောင်းကလူပုဂ္ဂိုလ်ဆွဲမရှိပါဘူး ါပေမဲ့တော့အချိန်တန်ရင်စစ်စည်းကံစစ်ဥပဒေတိုင်းစစ်ဥပဒေကိုတေခွင်းမလုပ်မဲ့ခေါင်းဆောင်မျိုးကျွန်တော်လိုချင်တယ်နော်စစ်ဥပဒေကိုတိုင်းလိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မှဆိုကျွန်တော်ကြိုးစုံမှာဖြစ်တယ်